ကိုင်းနာတဲ့နေရာဓမ္မတို့ဒါလေးဖြစ်နေတာမမြင်မဲနဲ့ပျောက်သွားပြီဝေနာလေးပျောက်သွားဘယ်ဝေနာဆိုပျောက်သွားပြီမရှိဘူးမရှိဘူးသိတာဘာခေါ်ကြမလဲနေသိတာလေသိတဲ့စိတ်ဘာခေါ်ကြမလဲတဏှာနေဩသိတဲ့စိတ်ကတဏှာချုပ်စေတဲ့စိတ်ပါလားမှန်ပါသိတဲ့စိတ်ဘယ်လိုဆိုကြတဏှာချုပ်စေတဲ့ သနာရုပ်တည်တဲ့စိတ်ဆိုတော့ဩသနာလေကိလေသာမရင်တော့ဆိုတဲ့အတိုင်းကိလေသာရိယတရားဝမရင်တော့တတ်တာမဲ့ပဲမစွနိုင်လေဘူးလားကိလေသာတတ်တာဘာခေါ်ရမလဲဒါပြန်ရုပ်သာဒကာဓမ္မတို့ဒီမဲ့ရင်သွားလို့ရှင်းဖြင့်ဒကာဓမ္မတို့သိတဲ့အတိုင်းဒုက္ခသစ္စာပိုင်းခြားမဲ့မဲ့အခုတော့ဖြင့်ဝေနာနိယောတာတဏနိယောတော့မဲ့မှန်ပါတော့သစ္စာကြောင့်သူဒီပိုင်းခြားလာတဲ့ခါကြတော့ကို ဒဂရမတို့ဘုပဒနာမဲ့မဟုတ်တော့ဘူးလောကုတ်ပြန်မဲ့ဖြစ်တော့မှန်ပါဘယ်နာနေရောလားနာနေရောဘုပဒနာမဲ့မှန်ပါရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်ဘုပဒနာမဲ့ဖြစ်သွားတော့ဒီဘုပဒနာမဲ့ဟာဘယ်ကြောင့်ဒီပြီးတော့သွားမှာတုံးလို့မေးဖို့မလိုဘူးလားမှန်ပါဟိုဒီဥစ္စာဘယ်ကြောင့်သွားမလဲနဲ့မင်းဟောဒီတိုင်းသာရှုနေဝေနာနေရောလားဒနာနေရောဖြစ်အောင်လုပ်နေသဘောကျအဲမင်းကမင်းတန်ဒီရင်းလုပ်နေ ခဏခဏလုံးနေသူကလည်းလုံးနေခဲ့ပြီရှိတော့ဒီရစ္စာဒီတခါဒီဖြစ်တာကတော့ဝေဒဏီရောတဏဏီရောမှာတော့ပုံမဖြစ်ဘူးမှန်ပါဉာဏ်ကတော့ကြောင်းမြင်ပြောင်းသွားတယ်မယ်အပြက်ကလေးမြင်တယ်အပြစ်မြင်တယ်မုန်းလာတယ်ကြောင်းမြင်ပြောင်းတယ်ပါဠိတော်မှာပြောင်းတယ်ပါဠိတော်ကဝေဒဏီရောတာပြီးတော့ပါဠိတော်ကဒါပဲရှိတဘောကြအဲ့ဒီလိုသိထားတော့မှဩဟိုကပဲလို့ပဲပြောင်းပြောင်းပရိစ္ဆေသမုပ္ပါကဒါပဲရှိတယ်ဆိုတော့ ဝိပဿနာဉာဏ်ဆုံးလို့ဘုရားဟောလိုက်တဲ့ဥစ္စာဝေဒနာရောတာတဏှာရောတော့ဆိုတော့ဝိပဿနာဉာဏ်ဖြင့်ဆုံးတော့กว่าမှန်ပါဒါကြောင့်သူ့ကိုဘုသူတာဓမ္မတရာပုဂ္ဂိုလ်လို့ဆိုလိုက်ပါမှန်ပါတပည့်ကြနောက်ကြတဲ့ဓမ္မတွေတက်သုတ္တဝါနိဗ္ဗေဒိကပုဂ္ဂိုလ်သုတ္တဝါကြမ်းရင်ရှေ့နိဗ္ဗေဒိကပုဂ္ဂိုလ်ထိုအဝိဇ္ဇာတုကိုထိုးထွန်းနိုင်တယ်ဆိုတော့ရုပ်ရှားအရင်တော့အပြည့်တည်းမြင်တော့ဒုက္ခသစ္စာကိုမမြင်သေးဘူးမှန်ပါ တပည့်ကြမင်းဒုက္ခသစ္စာတကယ်တော့မပိုင်ချနိုင်ဘူးပေါ့လေကုကတော့ဒုက္ခသစ္စာတော့ဟုတ်ကဲ့ကိုညာကမပိုင်ချနိုင်ဘူးအဲဒါကြောင့်ဥရိယပယပင်ကပယအာရိနဝနိဗ္ဗိဏဆိုတာသစ္စာနဲ့အဝေးကြံနေတယ်ဒါကြောင့်မဆစ်မဖြစ်ဘူးဥပဒနာမဲ့ပဲဖြစ်တပည့်ကြရကဲနောက်သမိတ်တနေ့ကြာလာတယ်ဆိုရင်ရင်လာပြီဆိုတော့ဒကာဓမ္မတို့ဤကဒုက္ခဒုက္ခဤမြတ်လောက်ပဲဒီလိုကြည့်တဲ့ဒုက္ခမရှိဘူးခဏခဏ န္ဓာကဝေဒနာခန္ဓာတကူလုံးကဒုက္ခကြီးပဲလို့ဒီလိုဆိုတော့ဒီကြားထဲမှာအဝိဇ္ဇာကြီးသူကြီးကခဏကသူတ္တဝါနိဗ္ဗိဒိကပုဂ္ဂိုလ်ဆိုပြီးတော့မဂ္ဂင်၈ပါးထိအောင်တက်နိုင်တဲ့ပုဂ္ဂိုလ်ကြတော့အဝိဇ္ဇာလူကြီးကိုဖောက်ချိုက်မှန်ပါဖောက်ချိုက်တော့ဒုက္ခသစ်အစ်စ်တင်ပေါ်ပေဘူးလားမှန်ပါအဲ့ဒီလိုပေါ်တဲ့အခါကျတော့သူတ္တဝါနိဗ္ဗိဒိကပြင်ညာဆိုတော့အဲ့ဒါမဲ့ပုဂ္ဂိုလ်ကဟောတာกว่าတယ် တပည့်ရတာမင်းကဘုသုဒ္ဓဓမ္မကရဆိုတော့ဥပဒနာညာဆုံးလိုက်တဲ့ပုဂ္ဂိုလ်ဆိုတာမှန်ပါရှင်းမလားရှင်းပါဘုသုဒ္ဓဓမ္မကရဆိုတာဘာဆိုတာဗါလဲဥပဒနာဥပဒနာညာဆုံးလို့ဆိုတယ်သုဒ္ဓဝါနိဗ္ဗေဒိကပုဂ္ဂိုလ်ဆိုတာဘယ်လိုပါလဲမဲ့ဆိုင်တဲ့မဲ့ကရှစ်ပါပြည့်တဲ့ပုဂ္ဂိုလ်ငါဟောပါတယ်ဆိုတာကသဘောကျဒါပြန်ဒကာဓမ္မတို့ဒီဖြစ်ပျက်ကို မြင်အောင်ကြီးရှုနေသူ့ဟာသူညာတက်သွားလိမ့်မယ်ခင်ဗျားတို့ကဘာမှတက်ဖို့မလိုဘူးဆရာကတက်သေးလို့လည်းမရဘူးခင်ဗျားတို့ကလည်းမတက်နဲ့သူ့ဟာသူညာချိန်တိုင်းသူအမြင်ထူလာလိမ့်မယ်ဘယ်ကြမှာငါအမြင်ဆုံးပါလိမ့်မလို့ဆိုတော့သစ္စာပိုင်းခြားနိုင်တဲ့ ဒါဖြင့်ဒုက္ခသစ္စာရေမရောဘူးလို့ဆုံးဖြတ်ချက်ချတဲ့ညာကြလို့ရှင်ကိစ္စပြီးပြီးအောင်းမိဘူး။သဘောကျပဲ။ဒီနေ့လောကမအတွက်ကြီးပဲဟောတယ်ဆိုတော့ကျင်납ပါလား။ကဲယနေ့ဒီရင်တော်ပါဦး။